ပုဂ္ဂလိကလုပ်ငန်းကလုပ်သားတွေအတွက်အပိုထောက်ပံ့ခြင်းငွေတစ်ထောင်ကျပ်ကိုထပ်မံတွန်းမြင့်ပေးပြီးအလုပ်ချိန်၈နာရီတရက်အတွက်လောက်ခလတ်စာချက်9800ခွင့်ပြုပေးဖို့စစ်ကော်မရှင်ရဲ့အ ਨੇ ဆုံးအခကျင်းဝေးတက်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီကအောက်တိုဘာ14ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။ ထပ်မံတိုးပေးတဲ့အပိုထောက်ပံ့ကြေးငွေ1000ကျပ်ကိုအော်တိုဘာ၁ရက်နေ့ကစပြီးအလုပ်လုပ်တဲ့ရက်တွေနဲ့1952ခုနှစ်ခွင့်ရက်နဲ့အလုပ်ပိတ်ရက်အဥပဒေအရခန်းစားခွင့်ပြုမှာဖြစ်ပေမဲ့အလုပ်သမား၁၀ဦးအောက်မှာရှိတဲ့လုပ်ငန်းငယ်တွေမိသားစုတပိုင်းတနိုင်လုပ်ငန်းတွေနဲ့တော့သက်ဆိုင်မှုမရှိဘူးလို့ထုတ်ပြန်ထားပါတယ်မြန်မာနိုင်ငံကအလုပ်သမားတွေအတွက် နေရာဒေသနဲ့လုပ်ငန်းအမျိုးအစားမခွဲခြားပဲ တနိုင်ငံလုံးတပြင်းကြီးတနာယီကို7600ကျပ်နှုန်းနဲ့အလုတ်ချိန်8နာရီတရက်အတွက်ငွေကျပ်4800ကိုပြည်ထောင်စုအစိုးရအဖွဲ့ရဲ့အတည်ပြုချက်နဲ့အမျိုးသားကော်မတီကနေ2018ခုနှစ်မေလ14ရက်နေ့မှာထုတ်ပြန်သတ်မှတ်ခဲ့ပါတယ်။အခုအခါမှာတော့လက်ရှိထောက်ပံ့နေတဲ့အပေါ်ထောက်ပံ့ခြင်းငွေ7000အပေါ်မှာနောက်ထပ်7000ကိုအပေါ်ထောက်ပံ့ခြင်းအဖြစ်ခန့်စားခွင့်ပြုတာဖြစ်ပြီး နေစားအလုပ်သမားတွေရဲ့နေ့စဉ်လုပ်ခ9800ကျပ်ခွင့်ပြုမယ်လို့ဗန္နာရေးနဲ့အခွန်ဝန်ကြီးဌာနက2025ခုနှစ်စက်တင်ဘာလ30ရက်နေ့မှာထုတ်ပြန်သတ်မှတ်ခဲ့တယ်လို့စစ်ကော်မရှင်ရဲ့အ ਨੇ ဆုံးအခကြေငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီရဲ့ထုတ်ပြန်ကြေညာချက်မှာဖော်ပြထားပါတယ်။ဒီမှာကတော့စိန်ပါ